ဒီနေ့ကျွန်တော်မိတ်ဆွေတွေကို AI နဲ့စာလေးရေးပြီးတော့အလက်ကတချင်းတစ်ပုတ်ထွက်လာအောင်ဘယ်လိုလုပ်လို့ရမလဲအလွယ်ဆုံးနီးလမ်းကိုကျွန်တော်မျှဝေပေးမယ်ဒါပေမဲ့ကျွန်တော်တို့ဘာကိုမျှော်လင့်ထားလို့မရဘူးလဲဆိုရင်ခင်ဗျားကအရန်ဟိုမှာဂီတကိုဝါသနာပါတဲ့လူတကယ်ဂီတပညာရှင်တူရီရတခုခုကိုလည်းကျောင်းကျောင်းချင်းတိခတ်တတဲ့သူမျိုးဆိုရင်တော့အဲ everything ကြီးလိုက်ပြီးတော့မျှော်လင့်လိုက်လို့မရဘူးသူက idea generation အတွက်ပဲတခုခုကျွန်တော်မိတ်ဆွေကအချမ်းပြင်းပေါ့ဗျာ တချင်းတစ်ပုဒ်ကိုဖန်တီးဖို့စဉ်းစားမဲ့နေရာမှာအသုံးပြုမယ်ဆိုရင်တော့အရန်အဆင်ပြေတယ်ဒုတိယတစ်ချက်ကမြန်မာလိုတချင်းဖန်တီးကြည့်တာကျွန်တော်ဖန်တီးလို့မရအင်္ဂလိပ်လိုပဲဖန်တီးလို့ရတယ်မြန်မာလိုလောက်တာထွက်လာတယ်စာသားတွေပဲထွက်လာတယ်ဒါပေမဲ့မမှန်ဘူးအတန်တွေကဒီကူကဒီ website ကစိတ်ချရလားဆိုရင်စိတ်ချရတယ် trust ကို100%ပြထားတယ်အလကားဆိုပေမဲ့စိတ်ချရတဲ့ official website ဖြစ်တယ်ဒီ website ထဲမှာဝယ်မိသုံးမှုဘာလို့လဲဆိုရင်ကျွန်တော်မိတ်ဆွေ gmail account တစ်ခုပဲလိုတယ်ကျွန်တော်မိတ်ဆွေတို့ google ကိုသွားလိုက်ဒါမျိုးရိုက်ချလိုက် s o n a u t o AI ဒီ website ကြီးကြာလာလိမ့်မယ်ကြာလာတဲ့အခါမှာဒီညာဘက်တောက်မှာ sign in ဆိုတာလေးပါတယ်အဲ့ဒါကိုနှိပ်ပြီးတော့ sign in with Google လို့နှိပ်လိုက်ရုံပဲเนาะကျွန်တော်အခု sign in with Google နှိပ်ထားတယ်ပြီးရင် next next နှိပ်ထားတယ်အဲ့ဒါကြောင့်ကျွန်တော်အကောင့်ကိုဒီထဲကိုဝင်သွားပြီဘယ်ဘက်အချက်မှာဒီမှာ home ဆိုတာပါတယ်သူများတွေဖန်တီးထားတဲ့သချင်းတွေ music တွေပြီးရင် trending ဖြစ်နေတဲ့ဟာတွေပေါ့ဗျာအဲ့ဒါတွေကိုကျွန်တော်တို့လိုက်ပြီးတော့ကြည့်လို့ရတယ် search လုပ်တာသူများဖန်တီးပြီးသားသချင်းတွေအကုန်လုံးကိုကျွန်တော်တို့ဒီလိုရိုက်ရှာလို့ရတယ် နောက်တစ်ခုက feedback ကတော့ Discord ပေါ့မှာ radio features ကတော့ကျွန်တော်တို့ဒီမှာဘာတွေကိုနားထောင်မလဲဆိုတဲ့အထာမျိုးပေါ့ဗျာဒါပေမဲ့ဒီ features တဲ့ကျွန်တော်တို့အများဆုံးသုံးပြမှာကဒီ make music ဒီ make music ကိုသွားလိုက်ကျွန်တော်ကဒီမှာ project တစ်ခုကျွန်တော်စမ်းထားတယ်စမ်းထားတာကကျွန်တော်မြန်မာသချင်းဖန်တီးပေးပါလို့ဒီကြောင်းနဲ့ရိုက်တာမှားနေတဲ့အတန်တွေကိုကျွန်တော်မိတ်ဆွေတို့ကိုကျွန်တော်ပြမယ်ဒီ playlist လေးကိုနှိပ်လိုက်မယ်နော် Mayo ani tan le ramu ni pe. အဲ့တော့ဒါပေမဲ့သူကတော့ကျွန်တော်ရဲ့စိတ်ကူးကိုချက်ချင်းဖန်တီးပြီးတော့ lyrics တွေ chorus တွေဒီမှာ pre chorus post chorus verse 1 2စသည်ဖြင့်ဒီဘက်မှာ ready တော့ရေးပေးသွားတယ်เนาะအချင်းတစ်ပုတ်ဖန်နေမယ်ဆိုရင်ဒီ make music ကိုပဲတွားလိုက်မယ်ဖုန်းမှာရောလုပ်လို့ရရယ်เนาะဖုန်းမှာဆိုရင် Google Chrome browser ကိုတွားပြီးတော့စမ်းကြည့်ကြည့် prompt မှာ2မျိုးပါတယ် simple prompt advanced prompt ကျွန်တော် simple နဲ့အရင်စမ်းကြည့်ကြည့်ရအောင်အဲဘာအကြောင်းလဲဆိုရင် this chapter ကကြည့်ရှုနေတဲ့သူတွေအကုန်လုံးကိုအကျေစုတင်နေဆိုတဲ့အကြောင်းရေးပေးပေါ့နော်ပြောရရင်ညာဘက်အချက်မှာကျွန်တော် generate ဆိုတော့နှိပ်ကြည့်မယ်ညာဘက်အချက်မှာဒီမှာ generating ဆိုပြီးပေါ်နေတယ်လား ဲ့တော့အဲ့ဒါလေးကိုခဏထိုင်ဆောင်လိုက်အောင်မယ်။ speak ကတော့မြန်နေ prompt ကိုစာကောင်းကောင်းရေးပြီးတော့အဲကျွန်တော်ဘယ်လိုလုပ်ချင်လဲဆိုတဲ့ဟာမျိုးကိုကိုယ့်ကိုဖန်တီးပေါ့နော်။ညာဘက်မှာဒီမှာ version 2မျိုးပေါ်လာပြီ။ Thank you for the time you ောက်ထပ် version တစ်ခုကိုဖွင့်ကြည့်ကြအောင် မိုက်ဂျက်ဆင်ဆိုတော့မိုက်ဂျက်ဆင်အထာကိုလာတာနော်မစိုးဘူးဒီနေရာမှာကျွန်တော်မိတ်ဆွေတို့ပါဖန်တီးခြင်းလဲအဲ့တော့သူ့ကိုကျွန်တော်ဒေါင်းလုဒ်ဆွဲခြင်းရင်ညာဘက်မှာအဆက်30ရှိတယ်ဒီကောင်နှိပ်ဒေါင်းလုဒ်ဆွဲလိုက်လို့ရတယ်အဲ့မှာဒေါင်းလုဒ်မှာ WAV ပါတယ် MP3 ပါတယ်ကိုကြိုက်တဲ့ format နဲ့ဒေါင်းလုဒ်ဆွဲ get video လို့ဆွဲလိုက်ရင်သူများတွေဒီမှာ home မှာတင်ထားတဲ့လိုမျိုးလေ home page မှာတင်ထားတဲ့လိုမျိုး video လှလှလေးတွေထွက်လာလိမ့်မယ်ဒီလိုပုံလေးတွေပေါ့ဒီတစ်ခေါက်ကျွန်တော်တို့ advance နဲ့စမ်းကြည့်အောင် advance မှာညာဘက်အချက်မှာလေဒီမှာ upload ဆိုတာပါတယ် ကိုလိုချင်တဲ့တခြင်းတပုတ်ပုတ်ပေါ့ကိုခုနဒေါင်းလောဒ်ဆွဲထားတဲ့တခြင်းတပုတ်ပုတ်ကိုပြန်ဆွဲတင်လိုက်ပြီးတော့ကျွန်တော်ဘယ်နာလေးကိုပဲဖြတ်ချင်တယ်ဘယ်စာသားကိုပဲပြောင်းချင်တယ်အဲ့ဒါမျိုးလေရတယ်ခုနတခြင်းကိုထားပါတော့ကျွန်တော် thank you ကို download ဆွဲလိုက်မယ်ဆွဲပြီးကျွန်တော်ပြန်ဆွဲရွတင်လိုက်မယ် thank you နေရာမှာကျွန်တော်ကို goodbye တခုခုဆက်လုံးပြောင်းပေးပါပြင်ပေးပါဆိုရင်လည်းဒီကောင်ကပြင်ပေးတယ်ပေါ့နော်အဲ့တော့ဒီဘက်မှာ search for style မှာကျွန်တော်ဒီတစ်ခေါက် rap music သွားမယ် hip hop ထည့်ကြည့်လိုက်မယ်ပေါ့ဗျာပြီးတော့ dubstep lyrics ကအသေးကွေးနေပေါ့ဗျာထားပါတော့ i hate my boyfriend သူက fancy mode ကအတိအပြန်ပြောရလဲဆိုရင် high quality ထွက်လာတယ်ပြီးတော့နောက်တစ်ခုက generate လုပ်နေတဲ့အချိန်မှာအချိန်ပိုချတယ်အဲ့တော့အချိန်ပိုချမှာဆိုတော့ကျွန်တော်ဒီကောင်ကမလုပ်တော့ဘူး more advanced mode ကိုကျွန်တော်ဖွင့်ကြည့်လိုက်မယ် beat per minute ကဘယ်လောက်လဲ auto la manual la ဆိုလိုချင်တာက10မိနစ်မှာတချင်းပြီးအနည်းအမြန်ပေါ့ဗျာ မြန်မြန်သွားမှလားနှင်းနှီးသွားမှလားကျွန်တော်ဒီမှာချိန်လို့ရတယ်။ညဘက်အချက်ကဒီ balance ဆိုတာကကြတော့0.7မှာထားတာကို recommend ပေးတယ်။ဘာလို့လဲဆိုတော့မြင့်ဝိုင်းရင်အတန်က natural ပိုဖြစ်လာတယ်။နှိမ့်ဝိုင်းရင်ကြတော့တီလုံးကပိုပြီးတော့ကျယ်တယ်အတန်ကတိုးတယ်။အဲဒါကြောင့် standard ကတော့0.7မှာပဲထားရတယ်ပေါ့နော်အဲ့တော့မှပို့လုပ်လို့ရတဲ့ဟာလေးတခုရှိသေးတယ်အဲ့ဒါဒီညာဘက်အချမ်းမှာဒီမှာကျွန်တော်မိတ်ဆွေတွေကြည်ကြည် auto lyrics ကျွန်တော် lyrics ကိုကိုယ့်ကိုဖန်တီးပေးစာသားကိုတချင်းစာသားကိုမဟုတ်ဘူး custom lyrics ကျွန်တော်ကြိုက်တာကျွန်တော်ရေးထည့်မယ် ျွန်တော်တချင်းစာသားကိုကျွန်တော် ChatGPT နဲ့ရေးပြီးတော့ယူလာပြီးတော့ထည့်မယ်အဲ့လိုလည်းရတယ် instrument only ပဲတီးလို့ရမယ်တီးတဲ့ဆိုရင်ကျွန်တော်တို့က no lyrics အဲ့တော့ညာဘက်အချမ်းမှာ generating လုပ်နေပြီးအရင်မြန်တယ် Woke up in a mood, he texted my line Saying sorry, but he always crossed the line But my shit not the mood ့ကျွန်တော်ဒီတခြင်းကို extend လုပ်ချင်တယ်ဆိုရင်ဒီမှာ edit လုပ်လိုက်လို့ရတယ်နော်ဒီဟာလေးကိုမျှလေးဆွဲလိုက် extend နှိပ်လိုက် generate more ဆိုပြီးတော့ပြောရရင်ဒီဘက်ကိုပြန်လာခုနတခြင်းကိုဒီနားမှာစုံးရတာပေါ့နော်စုံးရနေရောကျွန်တော်တို့အရင် play ကြည့်အောင် dev step ပေါ့နော်အဲ့တော့အဲ့ဒါကိုကျွန်တော်ထပ်ပြီး extend လုပ်အောင်အောင်အဲ့တော့ဘယ်လိုဖြစ်သွားလဲဆိုတော့ဒီဘက်မှာကြည့်ကြည့်လိုက်ကိုက1.35ကနေ2.20 second အထိဖြစ်သွားပြီ။ depth step ကိုတော့သူဆွဲဆန့်သွားတယ်။ ဆက်ဆက်ပြီးတော့နောက်ကွယ်မှာတချင်းဆက်ပြီးသွားတယ်ထားပါတော့ကျွန်တော်တို့ simple mode ကိုသွားလိုက်မယ်ကိုကကောင်မလေးတယောက်ကို impress ဖြစ်ချင်တယ်ဆိုတော့ a pop song about a girl named Rosie Rosie ဆိုတဲ့ကောင်မလေးတယောက်လိုချင်တဲ့ style က best street boy music style နော်ကျွန်တော်ကသူ့ကိုစပြီးတော့မြင်မြင်ချင်းပါကလေးကဘလို့ချစ်ခဲ့တယ်ဆိုတဲ့အကြောင်းတချင်းလေးဖန်တီးချင်တယ်ဒါပေမဲ့ pop song style generate လုပ်ကြည့်မယ်နော်လွယ်လွယ်လေးနဲ့ဖွင့်ကြောင်လို့ရတဲ့နေပါရှိတယ်เนาะ။ဟိုနေရဲ့အာတာချက်ကဘာလဲဆိုတော့ copyright လွတ်နေတာ ကျွန်တော်မိတ်ဆွေနောက်ကန်တခြင်းနေပါကြီးတုံးခြင်းလေဟိုဒုက္ခသိမရောက်တော့ဘူးတီလုံးမဲလွခြင်းနေငါရဲ့ဗီဒီယိုကဘယ်လိုဗီဒီယိုမျိုးအဲကိုကဘယ်လိုတီလုံးမျိုးနောက်ခံထည့်ခြင်းနေအဲ့ဒါမျိုးကိုထည့်သုံးလို့ရတယ်ကျွန်တော်တော့အခုစဉ်းစားနေတာ ိုက်တယ်တလား backstreet boy ဆိုရင် backstreet boy version ကိုရောက်ရတယ်စင်တူယိုမှာเนาะအဲ့ဒီ vibe ကိုရောက်ကိုရတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတို့လိုအပ်တဲ့နေရာမှာအသုံးချကြပါအားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ကျေးဇူးများတင်ပါတယ်